ရှာရှဲကောင်မှာပဲဒီအိမ်မှာဒါဆိုတခုံးမဲ့လို့ကျင်တယ်အဲပူလောင်နဲ့တော့ချာအဲ့ဒီအိမ်ကြီးကိုရောက်တာနဲ့ပူလောင်နေရအဲ့ဒီအိမ်ကြီးကရမတ်တီပြည့်နေတဲ့အိမ်ကြီးပေါ့အဲ့ဒီရဲ့အိမ်ကြီးထဲကိုကိုကအဲ့လိုရောက်သွားတာပေါ့နော်သိရမလားအဲ့တော့အဓိကတော့ဒီဇလန်ကတော့ရမတ်တီနဲ့အရန်များပြားနေရဆိုလို့ရှင်တော့ဘလို့ဖြစ်တယ်အေးချင်းတဲ့သူကတော့ဘလို့ဖြစ်လဲဆိုတော့အဓိကပြတာကပညာပေးလဲပါတယ်ပေါ့နော်ကျင်းနေပြီကိုမရင်ကောင်းရလို့လည်းမရှိ ကျတော့လူတွေကလည်းသူတို့စိတ်နဲ့သူတို့ကိုယ်ဆိုကိုကတော့ဘာမှတော့တပြုတ်လို့မရဘူးလူတိုင်းကကိုယ်စိတ် ကိုယ်စိတ်နဲ့ကိုနေကြတာဆိုစုစုကတော့အဲ့လိုအေးအေးချမ်းချမ်းလေးနဲ့အဲအေးအေးချမ်းချမ်းလေးပဲနေကျင်တယ်ပေါ့လေအဲဘာတော့အဓိကတော့အဲ့ဘာတော့လာလဲဆိုစုစုဒီကားထဲမှာဘာတော့လာလဲဆိုတာဒီကြည့်ရင်အပိုင်းနေကြလို့ရှင်သိရမှာပေါ့အဓိကတော့ကိုကဒီအိမ်ကိုအကြောင်းကိစ္စတစ်ခုကြောင့်မလို့ရောက်လာတာပေါ့လေနားဖို့လည်းကောင်းတယ်နော်လောကကောင်းတယ်ဟုတ်တယ်တနာဖို့လည်းကောင်းတယ်စွာလဲစွာတယ်အမှန်နဲ့စွာတယ်ခင်ဗျစွာတာပေါ့အမလေးရမ်းစွာ အဲဒီကကန်းကော်ရဲ့ character ကြောက်လို့မဟုတ်မခံဘောသိရမလားကိုကတော့ man နဲ့စင်ရဲ့ပေမဲ့လဲပေါ့နော်ကိုမဟုတ်တာတော့လာမပြောနဲ့အဲ့လိုဆက်ဆက်တိမခံလို့ဆော့ဆွာလေးပေါ့အဲ့လိုမျိုး character လေးနဲ့ဟောဖြစ်တာပါလေရှင်အဲ့ဒါကြောက်တော့အဲ့လိုအဓိကတော့ဒီစူးစူးတော့ဇကားအရာပေါ့နော်ဒီဇကားအရာဒီဇလန်းကိုပုံဖော်တာဖြစ်တဲ့အတွက်ပေါ့နော်ဒါဇလန်းအရာစူးစူးတော့ရေကူးရတာပေါ့နော်ချင်းယူထားတယ်ပြီးတော့အဓိကတော့ဒါစူးစူးကဒါအပိုင်းတစ်ပဲပါတယ်ပြီးစူးစူးကတောက်လျှောက်ပါမှာဆိုစူးစူးကဘာဖြစ်လို့ဒီအိမ်ကြီးကိုရောက်လာလဲဆိုတာဒါအပိုင်းကြီးကြည့်ရင်လည်းသိလာမှာပေါ့နော်အဲစူးစူးကတော့အဲ့ပေါ့ကြည့်ကြည့်လိုက်လို့ရှင်တော့ဒီမှာစူးစူးကတော့အဲ့လိုပေါ့ ော့မဟုတ်မခံနဲ့ဆိုးဆိုးတော့အရင်အဲ့လိုရမက်အရင်ထားတဲ့ထဲမှာတော့မပါဘူးကွာသိလားဇကာအစဆုံးကြည့်လိုက်လို့ရှိရင်တော့သိသွားလိမ့်မယ်ပေါ့နော်အဲပူလောင်နဲ့တော့ချာအဲ့ဒီအိမ်ကြီးကိုရောက်တာနဲ့ပူလောင်နေရအဲ့ဒီအိမ်ကြီးကိုကရမက်တီပြည့်နေတဲ့အိမ်ကြီးပေါ့အဲ့ဒီရဲ့အိမ်ကြီးထဲကိုကိုကအဲ့လိုရောက်သွားတာပေါ့နော်သိရမလားအဲ့တော့အဓိကတော့ဒီဇလန်ကတော့ရမက်တီနဲ့အရင်များပြားနေရဆိုလို့ရှိရင်တော့ဘလို့ဖြစ်တယ်အေးချင်းတဲ့သူကတော့ဘလို့ဖြစ်လဲဆိုတော့သူကတော့အဓိကပြတာကပညာပေးလဲပါတယ်ပေါ့နော်တော်တော်ရှာရှင်းရအောင်ပါပဲဒီအိမ်မှာဒါဆိုတခုံးမဲ့လို့ကျင်တယ် အဲ့ဒါကြတော့လူတွေကလည်းသူတို့စိတ်နဲ့သူတို့ကိုယ်ဆိုကိုကတော့ဘာမှတော့တပြောက်လို့မရဘူးကွာလူတိုင်းကကိုယ်စိတ်ကိုယ်စိတ်နဲ့ကိုနေကြတာဆိုစွစွကတော့အဲ့လိုအေးအေးချမ်းချမ်းလေးနဲ့အဲ့အေးအေးချမ်းချမ်းလေးပဲနေကျင်တယ်ပေါ့လေနေနေပြီ ိကတော့ဘယ်ရမှမြဲတယ်ဆိုတော့မရှိပါဘူးအရာအလုံးတော့အမြဲပြောင်းလဲနေတာပေါ့အဲအဲ့ဒီပုံမှန်မူတည်ပြီးတော့ကိုအကောင်ဆုံးဘလို့နေထိုင်ရမလဲဆိုတော့ပဲစဉ်းစားဆုံးဖြတ်ရမှာပေါ့လေအဲဘာတော့အဓိကတော့အဲ့ဒီဘာတော့လာလဲဆိုတော့စုစုဒီကားထဲမှာဘာတော့လာလဲဆိုတော့ဒီကြည်ရင်အပိုင်းနေကြလို့ရှင်သိရမှာပေါ့အဓိကတော့ကိုကဒီအိမ်ကိုအကြောင်းကိစ္စတစ်ခုကြောင့်မလို့ရောက်လာတာပေါ့လေနားဖို့လည်းကောင်းတယ်နော်လောမှာကောင်းတယ်ဟုတ်တယ်တနာဖို့လည်းကောင်းတယ်ဆွာလဲဆွာတယ် အဲ့မှာနည်းနည်းစွာတယ်ခင်ဗျစွာတာပေါ့အမလေးရမ်းစွာတော့အပိုင်းတက်မှာကစွာထားတာဆိုဆိုဘာလို့လဲဆိုနေလဲအိမ်ဖို့ငါလဲအိမ်ဖို့ဘာမှလာပြီးတော့လို့မကြောနဲ့ဆိုပြီးတော့ဘာလို့စွာထားတာပေါ့အပြင်လောကအပြင်လောကမှာလည်းရှိရဆိုတော့အိမ်ဖို့ဟိုစွာတဲ့လူကြတော့လဲစွာတာပေါ့အေးတဲ့လူကြတော့လဲအေးတာပေါ့လေအဲ့လိုအဲ့လိုပါပဲပေါ့ဟုတ်ဒီမှာစွာ စွာတယ်အပြင်မှာလဲအရင်စွာစွာတော့စွာတဲ့ထဲမှာတော့ပါပါတယ်ဒါပေမဲ့နောက်ပိုင်းကျတော့အဲ့လိုတီးခန့်တာများပါတယ်ခါကျတော့လည်းအရင်တီးခန့်လုံးအကြီးလို့ရှိရင်ကျတော့လည်းအဲ့လိုနည်းနည်းပြန်စွာတာပေါ့လေဒီကောက်ချင်းမြပြိတက်တွေကကျတော့ပေါ့နော်ဒီဇက်ကားထဲမှာလူတွေအကုန်လုံးကသူတို့ရမှတ်တင်နေသူတို့ကိုစီဖြစ်နေကြတာပြီးရောလို့ရှိရင်အဆုံးသက်ကဘလို့ဖြစ်မလဲဆိုတော့ဒါတိရမှာပေါ့လေဟုတ်အဲဒီကားလေးကိုဒီရမှတ်ဆိုတဲ့ဇလန်တွဲလေးကိုမဟာမားကြည့်ရှုအားပေးဖို့တော့ဖိတ်ခေါ်ချင်ပါတယ်ရှင်စုစုလည်းအားပေးကြပါလို့ပြောချင်ပါတယ်ရှင်